ာလန်ကကိုသွင်းရန်ရှင်းတန်းနေသူဟုကွာဒီယိုလာချီတူဘလွန်ကြသူများအတွက်ကျွန်မတို့ရဲ့ဝမ်းမြောက်ချမ်းသာရေးအပြင်ကြိုးစားနေပါတယ်ဖုံမောက်တဲ့ပွဲမှာနှစ်ကိုသွင်းယူပြီးနောက်အခုရသည့်ပရီးမီးယားလိတွင်ကို73ကိုထိရှိလာတဲ့တိုက်စစ်မူဟာလန်ကဂိုးရည်သွင်းမှုအတွက်အသက်ရှင်နေသူဖြစ်တယ်လို့မန်စီးတီးနည်းပြဂွာဒီယိုလာကထည့်ထုတ်လိုက်ပါတယ်။ အသက်25နှစ်အရွယ်ဟာလန်ကအခုရသည်မန်စီးတီးတင်ရဲ့ပရီးမီးယားလိအတွင်းဂိုး20မှာသူတယောက်တည်း73ဂိုးထိသွင်းယူထားပြီးအခုရသည်ကလပ်နဲ့နိုင်ငံတင်းအတွက်သွင်းယူထားတဲ့ဂိုးကတော့26ဂိုးထိရှိလာနေရဖြစ်ပါတယ်။ဟာလန်ရဲ့ဂိုးသွင်းနိုင်စွမ်းနဲ့ပတ်သက်လို့နီပြဂွာဒီလာကရိုနယ်ဒိုမက်ဆီရိုလိုအစီအမျိုးရောင်းနေပြီလို့ပြောလိုက်ပါတယ်။ဟာလန်ရဲ့အတွင်းဂိုးတွေကြောင့်သာမဟုတ်ရင်အသင်းကအခုလိုမျိုးပရီးမီးယားလိဒုတိယနေရာမှာရပ်တည်နိုင်မှုကခက်ပါလိမ့်မယ်လို့လည်းဂွာဒီလာကပြောပါတယ်။ ဖုံမောင်းတဲ့ပွဲမှာတွင်းကိုနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်မန်စီးတီးတို့ဟာလန်ရဲ့ပရီးမီးယားလိတွင်းကိုကလည်း68ဂိုးအထိရှိလာပါဗျ။ဟလန်ကပရီးမီးယားလိတရားခုနှစ်ပွဲမှာပဲမန်စီးတီးတို့68ဂိုးသွင်းယူထားတာဖြစ်လို့တိုက်စစ်မှုအလန်ရှီယားကိုကြော့ပြတ်ပြီးတော့ပရီးမီးယားလိတွင်ကိုတရားအမြန်ဆုံးပြည့်တဲ့ကစားသမားဖြစ်လာဖို့နှိစက်နေပါတယ်။ညူကာဆယ်တိုက်စစ်မှုဟောင်းရှီယားကပရီးမီးယားလိ124ပွဲကစားပြီးမှဂိုးတရားပြည့်ခဲ့တာဖြစ်ပြီးဟလန်ကတော့တိတ်မကြခင်မှာပဲဂိုးတရားပြည့်ပွဲရှိနေရဖြစ်ပါတယ်။